ဝင်နီလာလေးလေးပန်ဒိုဂျာရဲ့စကားတွေကတတော်လေးကိုလုံနေပြီဗျဂျက်ရှွာပိုင်းရဲ့ပြစ်သက်တွေရန်ဝန်မှာစိတ်ကိုနေကြပြီပန်ဒိုဂျာကြီးကတော့ဘာပြောလာလဲဆိုရင်ဂျက်ရှွာပန်လို့ဒါကလီးတတာပဲရှိသေးတဲ့သူမျိုးကို သူ့အနေနဲ့မနေ့ပိုင်းအတွင်းမှာပဲ RNC ချုပ်ွက်လို့ခေါ်ရဲ Real Naked Shop သူအမြဲတုံးနေကြကဘာကျော်ချုပ်ွက်နဲ့အနာယူပြမယ်လို့ဆိုလာခဲ့တယ်ဗျ လူတိုင်းလူတိုင်းကားတဲ့ဒီဂျော့ရှွာဘန်ကိုချီးကျူးနေကြတယ်တဲ့ MME မှာတကယ်ကိုမှမော်ဝင်နေတာဟလာဘလို့ပြောလဲအသက်ငယ်ငယ်နဲ့တကယ်ကိုမှဆရာတယောက်ဖြစ်နေပြီဘောက်ဆင်ကလည်းတကယ်ကိုမှကမ္ဘာထိပ်တန်းအဆင့်သတော်ကိုကောင်းနေလို့ချီးကျူးနေကြတာတဲ့ဒါပေမဲ့ဂျော့ရှွာဘန်ရဲ့ဘောက်ဆင်ကောင်းတာတို့ MME မှာကျွမ်းကျင်တာတို့ကသူ့ဘဝတစ်ခုလုံးစာရဲ့၃ပုံပုံလို့တပုံတော့မရှိသေးဘူးတဲ့သူ့အနေနဲ့သူဟာဂျော့ရှွာဘန်မွေးတုန်းကနော် အဲ့ဒီ Joshua Van မွေးတဲ့ချိန်တုန်းကဆိုရင်သူဟာ MMA မှာဆရာတယောက်ဖြစ်နေပြီ boxing မှာဆရာတယောက်ဖြစ်နေပြီနော်ဒါကြောင့် Joshua Van လိုကလေးလိုမျိုးကိုသူ professional ဘဝသုံးပုံသုံးစားတောင်းအတွေ့အကြုံမရှိသေးတဲ့သူတယောက်ကိုသူ့အနေနဲ့ဖြုံမှာမဟုတ်ဘူးပေါ့နော်ဒီပွဲတော့ဘာမှ pressure မရှိဘူး AA စစ်စစ်ပဲကစားပြသွားပြီလို့ဆိုချပြီဖြစ်ပါတယ်အချိန်တိုင်းတော့သူက IRC ချုပ်ကွက်နဲ့ဂျက်ရှွာဘန်ကိုအနာယူပြီးတော့ခပတ်ကိုတိချထိမ့်သိမ်းသွားပြီလို့ဆိုလိုက်တာပဲဖြစ်ပါတယ်။ဒီပွဲကိုထိုးတက်ဖို့အတွက်အရောက်မှာအဆင်သင့်ဖြစ်နေပါပြီတဲ့။ဂျက်ရှွာဘန်ကို MMA ကောင်းတဲ့ဘောက်ဆင်ကောင်းတဲ့လို့ချီးကျူးလုံးနေတာသူ့အနေနဲ့လုံးဝကိုလက်မခံတဲ့အကြောင်းနဲ့ဒီပွဲမှာသူ့အနေနဲ့ MMA ဆိုရပါလေဘောက်ဆင်ဆိုရပါလေနော်။ဒါရီကိုဂျက်ရှွာဘန်ကိုတကယ်တကယ်ပြသသွားမှာဖြစ်ကြောင်းသူ့အနေနဲ့ MMA boxing အပြင်ကမှမွေးထိုင်းထိပါလေးချိန်ပြင်ဆင်ခဲ့တာဖြစ်လို့ဒီပွဲမှာအေးအေးဆေးဆေးပဲဆိုပြီးတော့ပြောသွားခဲ့တာပဲဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့သူ့ရဲ့ကမ္ဘာကျော်ချုပ်ွက်ဖြစ်တဲ့ INC ချုပ်ွက်နဲ့ပါ Joshua Ban ကိုမနေ့ပိုင်းတွင်ပွဲသိမ်းပြမှာမလို့ဒီပွဲအတွက်လောင်းကျစ်ထက်တဲ့သူတွေအနေနဲ့ဗျာဒါ Joshua Ban ကိုချုပ်ွက်နဲ့နိုင်ရတယ်လို့သာလောင်းလိုက်ပြီးတော့ချမ်းသာပြီးဆိုပြီးတော့မန်လုံပေးခဲ့တာကိုတွေ့ရပါတယ်။ Sorry နေသားက ဒါဘန်ဒိုချာရဲ့ Joshua Van ကိုအရင်ကအထင်သေးနေတယ်ကလေးလေးဆိုပြီးတော့เนาะဘယ်လိုပြောရမလဲဟို Joshua Van မွေးတော့ကသူကဆရာကြီးတယောက်ဖြစ်နေနေပြီဟို professional fighter ဘွားကိုစနစ်နေပြီဒါကြောင့်မို့လို့ဒါ Joshua Van ဆိုတာသူတက်ဘာမှဟိုဖြုံစရာမရှိတဲ့သူ ASC เนาะချုပ်ွက်နဲ့အနိုင်ယူပြမယ်ဆိုရင်နေထားမျိုးနဲ့ပြောလာတာဖြစ်တဲ့အတွက် Joshua Van ရဲ့ပြစ်တတ်တွေကတော့အခုလိုမျိုး Joshua Van ကိုလေးစားမှုမရှိတဲ့အထင်သေးလို့နေတဲ့ဘန်ဒိုချာကိုဆောင်းမြင်ကက်ကွန်ကြပြီဖြစ်ပါတယ် Joshua Van ကို ပန်ဒိုဂျာဤသာရှုံးလို့ကတော့နေတိုင်းလောင်းမယ်ဆိုပြီးတော့ကိုမိတ်အောက်တွေမှာပြောဆိုခဲ့ကြတာဖြစ်ပါတယ်။အခုလိုမျိုးဂျိုရှွာဘန်ကိုချုပ်ွက်နဲ့เนาะကျွန်တော်တို့ကဘာကျော်သူ့ရဲ့ဒါ RNC ချုပ်ွက်နဲ့နိုင်ရောက်ယူမယ်ဆိုတာကပန်ဒိုဂျာသူ့ရဲ့ Instagram အကောင့်မှာတော့တည်ဝင်တင်ထားခဲ့တာဖြစ်ပါတယ်เนาะ